အဲသူ့ရုပ်ကလေးအားထိုင်းနေလဲတူတယ်ပြီးတော့အဲရိုက်လိုက်လို့ရှင်ကာရက်တာတစ်ခုထွက်လာတယ်ပေါ့အဲ့ဒါလေးကိုမြင်တဲ့အခါကျတော့တကယ်လည်းသူ့ရုပ်ကလေးအားလိုလေးပေါ့နော်ဘာပြောကျွန်တော်ဇာတ်နဲ့ရမ်းလိုက်တယ်အဲအဲ့ထဲမှာ declare ထင်တာလဲဟိုနှစ်ဟောတဲ့ကောင်မလေးနှစ်ဟောတဲ့ခါမှာအဲ့လိုကြွေမင်းသမီးလေးလိုရမ်းလာနေတယ်ဆိုပြီးတော့မှတရွာလုံးကတင်စားထားတဲ့ကောင်မလေးရှင်ပြကျွန်တော်တို့လောကမှာရိုက်လို့ရှင်မင်းသားချောချောလေးလည်းကြည်ကျင်မှာပဲလေနော်ကျွန်တော်တို့ဆိုကျွန်တော်ဆိုရင်ရှင်ပြောရင်အရန်ချောတဲ့တိုင်မှာမပါဘူးကြည်ပြောရင်ပဲပါတယ်အဲ့တော့ ဘယ်လိုကောင်လဲသူတို့ကအပြုံးချိုတယ်ကွာပြုံးလိုက်ပချိုင်လေးတွေပေါ်တယ်အဲအဲ့တော့အဲ့ပချိုင်လေးနဲ့ဒီဂမ်ဘီယာကောက်ကိုကြည်နေတဲ့ပြည်သက်တွေကိုဖန်ဆားလို့ရအောင်ပြည်သက်တွေအနေနဲ့မျက်စိပြာနာဖြစ်အောင်လို့ဆက်ဆောင်လို့ရအောင်ထည့်ရိုက်တာပါခင်ဗျာမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါခင်ဗျာ။ဒီဝိစာတိကလည်းတော့ရောက်ဆောင်ပြီပေါ့နော်။ဟုတ်။အဲဒီဝိစာတိကမှာဒီတော့ကဘလူးလေးတွေမြင်ရမယ်ဆိုတော့ပြေးတဲ့ဟိုလေးမိတ်ဆက်ပေးပါမယ်။မင်္ဂလာလေးစားပြ။ဒီရိဖတ်စားလား။ တင်ညာကြောင့်ဟုတ်ဒီဝိဇ္ဇာတူပင်တဲမှာယုံကိုဒီကလျာဏ်ရှင်ဆိုရဲ weekly နေရာလေးပေါ့သူမြန်ဖြစ်ပါတယ်ကျွန်တော်ကဒီဂျုံကိုဘာကြောင့်ဒီစက်ရုပ်လေးတွေဖြစ်တာလဲသိပါအောင်အဲသူ့ရဲ့မျက်နှာလေးကဟိုကျွန်တော်တို့ဟိုကြည့်မယ်ဆိုလို့ရှိရင်အဓိကတော့ဟိုအေဂျင်စီကောင်းတာပေါ့နော်အေဂျင်စီကတပ်ပုံနေပို့တဲ့ခါမှာသူ့မျက်နှာလေးကိုပို့တဲ့ခါကျတော့အေဂျင်စီအမပြောတယ်အဲသူ့ရုပ်ကလေးကထိုင်းနဲ့လဲတူတယ်ပြီးတော့ရိုက်လိုက်လို့ရှိရင် character တစ်ခုထွက်လာတယ် အဲ့ဒါလေးကိုမြင်တဲ့ခါကျတော့တကယ်လည်းသူ့ရုပ်ကလေးအဲ့လိုလေးပေါ့နော်။ဘာပြောကျွန်တော်ဇာတ်နဲ့ရမ်းလိုက်တယ်။အဲအဲ့ဒီမှာ the clear ထင်ကလည်းဟိုနှစ်ခေါတဲ့ကောင်မလေးနှစ်ခေါတဲ့ခါမှာအဲ့လိုကြွေမင်းသမီးလေးလိုရမ်းလာနေတယ်ဆိုပြီးတော့မှတရွာလုံးကတင်စားထားတဲ့ကောင်မလေး။အဲ့ကြောင့်သူ့ရုပ်နဲ့ character လေးနဲ့လိုက်တဲ့အတွက်ကြောင့်မို့သူ့ကို production ကနေပြီးတော့မှကန့်လန့်လာပါခင်ဗျာ။ဟုတ်တော့အေးကြီးကောင်းတော့ထောက်အောင်ဆိုင်ကဘာကောင်းလို့ရေးဆက်မတက်ဘူး။ဟုတ်ဘာကြီးမေးလဲမသိဘူးနော်။အဲ့ကတည်းက တော့ကျတော့ကျွန်တော်ပြောသလိုပေါ့နော်ကျွန်တော်တို့နေကားလို့ခေါ်တာပေါ့ကျွန်တော်တို့ကားတို့ချို့ကြတော့ဗျာနော်ဟမ်အဲ့တော့ရှင်းပြကျွန်တော်တို့လောကမှာရိုက်လို့ရှင်မင်းသားချောချောလေးလည်းကြည့်ကျင်မှာပဲလေနော်ကျွန်တော်တို့ဆိုကျွန်တော်ဆိုရှင်းပြရင်အရန်ချောတဲ့တိုင်မှာမပါဘူးကြည့်ပြရမယ်ပါတယ်အဲ့တော့ဘလို့ခေါ်မလဲသူတို့ကြအပြုံးချိုတယ်ကွာပြုံးလိုက်ပချိုင်လေးတွေပေါ်တယ်အဲအဲ့တော့အဲ့ပချိုင်လေးနဲ့ဒီဂမ်ဘီယာကားကိုကြည်နေတဲ့ပြည်သက်တွေကိုဖန်ဆာလို့ရအောင်ပြည်သက်တွေအနေနဲ့မျက်စိဗရာနာဖြစ်အောင်လို့ဆက်ဆောင်လို့ရအောင်ထည့်ရိုက်တာပါခင်ဗျာ ကျွန်တော်ကတော့ကိုယ့်ရဲ့အကျိုးတွေဆက်ဆံလို့ရှိရတယ်။မတင်ဘူး။တော့မတင်ဘူး။ကျွန်တော်ကတော့ဆက်ဆံရတဲ့အကျိုးတွေလုံးလုံးပြတယ်။ကျွန်တော်ပြောတယ်ကျွန်တော်ပြောတယ်ပါပါတယ်ပါပါတယ်ဘေးမှာရှိရတော့လူကြီးမှာဆွဲဆောင်မှုရှိရဆိုတာကျွန်တော်တို့ကပြိတက်ကိုဘဘူးတုဒ္ဒပေးခြင်းနဲ့ရတအသက်လေးတွေပေးခြင်းနဲ့ဆိုတာဆိုတော့ဒီဇလန်းလေးဒီစတိုရီလေးတပုတ်မှာအဲကောင်းတဲ့အရာလေးတွေအများကြီးရလိမ့်မယ် ါတယ်အဲ့ဒါလေးပေးခြင်းအဓိကပါပဲဟုတ်ပြီတက္ကသိုလ်ကအဲ့ဒါကြောင့်ဘလို့လူတွေကိုအဓိက message ထားပါလဲအဲဒီကတော့ဘောနော်ဘယ်ဘာသာမဆိုကြည့်လို့ရပါတယ်ကျွန်တော်ကလေယုံကြည်သူပဲဖြစ်ဖြစ်တခြားဘယ်ဘာသာဝင်တယ်ပဲဖြစ်ဖြစ်အဓိကကိုယ်စိတ်ကောင်းနေဖို့ပဲလိုတာကိုချင်းစာစိတ်ကလေးရှိရမယ်ပြီးတော့ဖြစ်တည်မှုပမာကံကံအကျိုးကိုယုံကြည်ပြီးတော့ကိုချင်းစာစိတ်လေးနဲ့တစ်ဖက်သူကိုနားလည်ပေးမယ်ဆိုရင်ဘယ်ပစ္စည်းပဲကိုယ့်လက်ထက်ကိုရောက်လာရောက်လာကိုကောင်းနေသူကြီးကိုရှိကိုကောင်းတာပဲရောက်လာမှာ ကိုကမကောင်းဘဲနဲ့တော့ကောင်းတာမျိုးလင့်နေလို့ရမှာမဟုတ်ဘူးအဲ့ဒါလေးကိုဒီကားထဲမှာ message ပါပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီကားလေးကိုစင်တာတင်တဲ့အခါမှာလေစင်တာလူကြီးကပြောတယ်အပြစ်မှာတကယ်ရှိခဲ့တဲ့အထောက်ထားကိုကားလေးညင်ပြပါလို့သူတို့ကပြောတယ်အဲ့တော့ကျွန်တော်မှရှိခဲ့တဲ့ကြုံရတဲ့ဖြစ်ရမယ့်အထောက်ထားကိုကားလေးညင်ပြပြီးတော့စင်တာတင်ပြီးတော့ရိုက်တာပါအဲ့တော့ဒီကားလေးကပြည့်သက်တဲ့အတွက်ကြည့်ရတာတကယ်ကိုဘယ်လိုပုံမလဲအကျိုးကျေးဇူးရှိတဲ့ကားလေးတစ်ကားဖြစ်လာပါပါ ကျွန်တော်တို့ကစပြီးတော့ဇလန်နဲ့တခုဖန်တီးပဲဆိုရဲအစတွေအဖက်ဖက်ကပြည်စုံပြီးထင်တော့မှကျွန်တော်တို့ကဖန်တီးတာပေါ့နော်ဒါပထမအချက်ပေါ့အဲ့တော့ပညာရှင်တွေထောက်ပြမယ်ဆိုရင်လည်းထောက်ပြစရာဟာဘွဲမရှိအောင်ကျွန်တော်တို့ကဆက်ကိုအစတွေပြင်ဆင်ထားတယ် script တွေရောဒီ dialogue တွေအစကျွန်တော်တို့ကပြင်ဆင်ထားတယ်ပြီးတော့အမကုနာမေးသလိုပဲအဲဘာသာရေးကိုဒါအခြေခံပြီးတော့ရိုက်ထားတဲ့ဒါဖြစ်တဲ့အတွက်အဲ ်ခုနအခုပြောသလိုကန့်ကန့်လေးကျိုးကျွန်တော်တို့ကောင်းဖို့အတွက်ကိုပဲရည်ညွှန်းတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ဖို့အတွက်ကောင်းတာလုပ်ဖို့အတွက်ကိုပဲအစိုးကောင်းမှုနေပြပြီးတော့ဘီလိန်တွေလည်းပါမယ်အဲကောင်းတဲ့အရာတွေလည်းပါမယ်နောက်ဆုံးဆိုကျွန်နောက်ဆုံးကျွန်တော်ဆိုရင်သာသနာ့ပုံလေးကိုဝင်သွားတယ်ဆိုရည်ဒီမှာပါတယ်ဆိုတော့အကောင်းတွေဘက်ကိုပဲမြားဦးလှည့်ပြီးတော့ကျွန်တော်ဖန်လေးပြထားနေပြတာဟုတ်ပါဘူးဒါအပြောင်းပါလား ။ရောက်ဝဲလာတိကရင်ချုံးနေလို့။မိပြီပြန်ထွက်ပြေးဦးမယ်သူ။နောက်နောက်မှဒီလိုလေးကြွယ်ပြီ။အေးကြွယ်ပြီးမိတာ။အေးကြွယ်ပြီးမိလိုက်။အဲ့ဆိုပြန်ကြွယ်သွားတယ်။ ကားကိုကန်းလန်းတဲ့အခါမှာပေါ့နော်ဒီကားထဲမှာညီမလေးကနတ်ဆရာအဲသူကကြတော့လေပညာရက်တစ်ခုပိုင်ဆိုင်တယ်သူကျွန်တော်လည်းပညာရက်တစ်ခုပိုင်ဆိုင်ဇက်သိန်းမှာအဲညီလေးကသူကဘာသာရေးပေါ့နော်သူဖုန်းကြီးကိုတက်ခါပါပါလေအဲ့ဒီတို့ကနည်း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 လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ production ကနေပြီးတော့ထောက်ချောင်ရွေးချယ်လိုက်တာအယမ်းမှန်ပါတယ်နော်ကျေးဇူးအယမ်းတင်ပါတယ်။လက်ဆောင်မအောင်ဆက်မလေးကြီးရပါဘော။ဒါပေါ့အခုလည်းတလောက်လာနေတယ်သူက။ကျွန်တော်တို့က character တစ်ခုကိုကျွန်တော်တို့ကဖန်တီးမယ်တောင်းယူရဲဆိုရင်အဆုံးထိကိုတောင်းယူရမယ်။ ာဝန်ရအမှုပညာဟိုမှာရှိတယ်ဒါမှစစ်မှန်တဲ့အမှုပညာရှင်းဖြစ်မှာဟုတ်တယ်ကျွန်တော်တို့ကအခုမှမဟုတ်ဘူးအမှုပညာတွေကိုစဝင်နေတယ်လုံးမယ်ဆိုကျွန်တော်တို့ကအစိုးရလုံးမယ်ဆိုတယ်မလုံဘူးဆိုလုံးဝမလုံဘူးလက်လက်ကြည့်အဲ့ဒီကပေါ့ပါတော့ကျန်တဲ့အရာတွေထားလိုက်အောင်ဘာသာရေးတွေပါထားဒီထဲမှာလုံးဝမဲ့ဆိုတဲ့အရာတခုကိုကျွန်တော်အစိုးရလုံးအစိုးရထိလုပ်ပြီးတာအလုံးစစ်တုံးပါပေါ့နော်သိတာတော့ဟုတ်ကဲ့မိသားစုမင်းစားကပ်ပြီးပါ မင်းနဲ့ကြောက်နေတယ်လို့ပြောတာလေမင်းလည်းမင်းတင်ချက်လည်းကြောက်တယ်သူသူကြောက်တာလေအာရောက်စီတယ်ပြပြဝင်ဟောအေးတော့ဒီလိုဟုတ်ကဲ့ပါကျွန်တော်တို့ကားလေးထွက်လာတဲ့ခါကြလို့ရှိရင်အားပေးပါဦးကျွန်တော်တို့မောင်တမဒရီအကောင်းဆုံးလေးကျွန်တော်တို့စူးစမ်းထားပါတယ်ဟာကွမ်းမရှိစူးစမ်းထားတယ်တကယ်လို့မြဲဇကားလေးထွက်လာတဲ့ခါပြည့်တက်တဲ့အကြိုက်တွေ့တယ်ဆိုလို့ရှိရင်အများကြီးအားပေးပါလို့ပြောချင်ပါတယ် ကျွန်တော်တို့အကောင်းဆုံးကြိုးစားပါမယ်ကျွန်တော်မောင်နှမတွေအကောင်းဆုံးကြိုးစားပါမယ်လေးတာအကောင်းဆုံးဖြစ်မဲ့ကားလေးတစ်ခုဖြစ်မယ်လို့ကျွန်တော်ကြိုးစားပါတယ်ခင်ဗျာဟုတ်ပါဘူးကျေးဇူးပါကျေးဇူးပါဗျာ